ဗီဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ17ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ့်ဗီဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်2025ခုနှစ်ဖေဖော်ဝါရီလအတွင်းလူသားချင်းစာနာမှုအကူအညီငွေကျပ်498.3တန်းတန်းကိုအမှန်တကယ်အကူအညီလိုအပ်နေသူများထံ NUG ကပံ့ပိုးပေးနိုင်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ် မြို့သားညညရဲ့အစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏2025ခုနှစ်ဖေဖော်ဝါရီလအတွင်းလူသားချင်းစာနာမှုအကူအညီငွေကျပ်698.3နှစ်တန်းကို အမှန်တကယ်အကူအညီလိုအပ်နေသူများထံပံ့ပိုးပေးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။အဆိုပါတော်လန်ပြည်သူများ၏ပြည်သူ့မှပြည်သူအလှူငွေဖြစ်သည့်ငွေကျပ်468.3တန်းကိုနေရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူစစ်ပေးရှောင်ပြည်သူ49643ဦး၏အရေးပေါ်စာနယ်ဇင်းကအတွက်ငွေကျပ်392.3တန်းထိတွေ့တိုက်ပွဲများ၌ကြာဆုံးခဲ့ရသည့်သူရဲကောင်းပြည်သူ200ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ943ဦးတို့အတွက်အရေးပေါ်လူသားစာနာကူညီမှုအကူအညီအဖြစ်ငွေကျပ်52.3 တသန်း CDM ဝန်ထမ်းများအတွက်ရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်1.4တန်းနိုင်ငံရေးအကျဉ်းသားများနှင့်၎င်းတို့မိသားစုဝင်များအတွက်ရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်5.8တန်းအထွေထွေလူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်46.9တန်းထောက်ပံ့ပေးအပ်ခဲ့ပါတယ်။တော်လှန်ရေး၄နှစ်ကျော်ကာလအတွင်းတော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာရှေ့ရှုပြီးအဖက်ဖက်အကျပ်အတင်းများကြားမှကြမ်းကြမ်းခံကာပါဝင် တော်လှန်နေသောပြည်သူတဦးချင်းစီတိုင်း၏လှုပ်ဆောင်ချက်များထားရှိသည့်စိတ်ဓာတ်များကို လေးစားဂုဏ်ယူအပ်တယ်လို့လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဖော်ပြပါတယ်ခင်ဗျာဒုတိယသတင်းနေဖြင့်ကြောင်မဲတွင်တအောင်ပြည်ရဲတပ်ဖွဲ့မှမူရစ်စေဝါရောင်းဝယ်သူ၄ဦးနှင့်မူရစ်စေဝါအများအပြားဖမ်းဆီးရမိတဲ့သတင်းကိုတင်ပြပေးပါမယ် မတ်လ၈ရက်ကြောင်မဲမြို့မှမိုးကုတ်သို့သွားမည့်လမ်းမပေါ်တွင်တအောင်းပြည်ရဲတပ်ဖွဲ့မှစစ်ဆေးနေစဉ်မိသွေးတင်ဆောင်လာသည့်ကားတစ်စီးကိုစစ်ဆေးရာတွင်မူရစ်စေဝါရောင်းဝယ်သူ၄ဦးနှင့်ဆာလာအိတ်အဝါဖြင့်ထည့်ထားသောမူရစ်စေဝါနှင့်စိတ်ကိုပြောင်းလဲစေတတ်သောစိတ်ကြွဆေးပြအများအပြားဖမ်းဆီးရမိခဲ့ကြောင်း PSLF TNL မှသတင်းထုတ်ပြန်ထားပါသည်ထိုအမျိုးသား၄ဦးသည်ဦးကျော်စင်ထက်ဦးဟိတ်မင်းလက်ဦးအေးကိုနှင့်ဦးထထအောင်တို့ဖြစ်ကြပြီး ရမစိတ်ကြွဆေးပြအထုတ်ကြီး17ထုတ် A တစိမ့်အထုတ်ကြီး196ထုတ်63လုံးတစိမ့် Ice မူရစေဝါ2ထုတ် K အထုတ်ကြီး1ထုတ် RC တစိမ့်ပါမူရစေဝါ3ထုတ် Airman Fight 10က Fairman Fight 10ကကာလာတံပိုးသိန်းပေါင်း1000ခွဲခန့်နဲ့အတူဖန်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။၎င်းတို့ကိုတအောင်းပြည်ရဲတပ်ဖွဲ့မှမူရစေဝါဥပဒေနဲ့အေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနိုင်ဂျင်ဟောင်း LGBT စာရေးဆရာမဆောဟန်ရွေဦးကွယ်လွန်တဲ့သတင်းကိုတင်ပြပေးပါမယ်။မတ်လ10ရက်နေ့မနေ့ပိုင်းတွင်ရွေဦးတော်လိုင်းလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ LGBT စာရေးဆရာမဆောဟန်ရွေဦးသည်ထိုင်းနိုင်ငံမဲဆောက်မြို့မဲတော်ဆေးကမ်းမှာစေကူတာမှုခံယူရင်းကွယ်လွန်သွားတယ်လို့သိရပါဗျ။ကွယ်လွန်ခြင်းတွင်အသက်28နှစ်သာရှိသေးပြီး ချင်းမိုင်မြို့နဲ့မဲဆောက်မြို့တွေမှာဆေးကုသမှု9လကျော်ကြာခံယူပြီးနောက်ကွဲလွန်သွားခဲ့ပြီးမတ်လ10ရက်နေ့နေ့လယ်တွင်မဲဆောက်မြို့ရှိတုတ်တန်တစ်ခုမှာဇာပနာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စောဟန်တွင်ဦးသည်2021ခုနှစ်စက်တင်ဘာလကလူမှုကွန်ရက်မှာနိုင်ငံရေးနဲ့သက်ဆိုင်တဲ့ post တွေရေးသားမှုအပြင် PDF တွေကိုထောက်ပံ့မှုတို့နဲ့ဆွတ်ဆွဲခံခဲ့ရပြီးမန္တလေးမြို့ရှိနေအိမ်အတွင်စစ်ကောင်စီတပ်ဝန်ရောက်ဖမ်းဆီးခံခဲ့ရသူဖြစ်ကလူငယ်ချင်းသားနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်လွတ်မြောက်နေမြေအတွင်သွားရောက်ကစစ် စ်ကောင်စီတပ်ဖမ်းဆီးခံရခြင်းကစစ်ကြောရဲ့အတွင်းကြုံတွေ့ခဲ့ရတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုလည်းသတင်းမီဒီယာတွေမှာထုတ်ဖော်ပြောကြားခဲ့သလိုလူအခွင့်အရေးတရားမျှတမှုအရေး LGBT အရေးတွေကိုတက်တက်ကြွကြွတောင်းဆိုပါဝင်လှုပ်ရှားခဲ့ပါတယ်။တော်လန်ရင်းအတွက်ကြာယာနေရာကစွန်းစွန်းတမန်ဆောင်ရွက်ခဲ့ပြီးစစ်ကောင်စီကြရှုံးရင်းအတွက်တက်ကြွတဲ့အမှုပညာလက်ရာများနဲ့အားဖြည့်ပါဝင်ပေးခဲ့တဲ့စာရေးဆရာမစောဟန်ရွေဦးအသက်28နှစ်သည်မဲဆောက်မြို့တွင်ကွယ်လွန်သွားပါသဖြင့်မိသားစုချစ်ခင်ရသူများ ားတော်လန်မောင်နှမများနှင့်ထတ်တူထက်မြဝန်းနေမိကြောင်းစာရေးဆရာမစောဟန်တွင်ဦးဤတက်ရှိထင်ရှားစဉ်ကာလအတွင်းအမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ကူညီခဲ့သည့်များကိုကျေးဇူးတင်ဂုဏ်ပြုပြီးတော်လန်၏အောင်မြင်သည့်အထူးကျွေးလွန်ခဲ့ရသောကျယ်ဝင့်များအတွက်စွမ်းစွမ်းတမန်ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှလည်းဖော်ပြထားပါသည်ခင်ဗျာ ဆက်လက်ပြီးစု80ဘတ်တဲကမ်ပိန်းရဲ့အမတ်တရပြက်ကရင်စုစုပေါင်း၈ခုကိုဒေါ်အောင်ဆန်းစုကြည်ဤတားငယ်ကင်ကိုတိုင်းလက်မှတ်ထိုးထားပြီး တပတ်ကိုတစောင်းမဲဖောက်ပေးမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ Sue 80 Birthday Campaign ရဲ့အမတ်တရပြက်ကလေးစုစုပေါင်း၈ခုကိုဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကင်ကိုတိုင်းလက်မှတ်ထိုးထားပြီးတပတ်ကိုတစောင်းမဲဖောက်ပေးမည်ဖြစ်ကြောင်းမတ်လ10ရက် Sue 80 Birthday Campaign Social Media ကကြေညာအသိပေးပါတယ်။ Sue 80 Birthday Campaign လေးရဲ့အမတ်တရပြက်ကလေးစုစုပေါင်း၈ခုကိုကင်ကိုတိုင်းလက်မှတ်ထိုးထားပြီး တပတ်ကိုတစောင်းစီမဲဖောက်ပေးမည့်အစီအစဉ်လေးပဲဖြစ်ပါတယ်။အပတ်စဉ်တနင်္လာနေ့တိုင်းတွင်စတင်ပြီးတနင်္ဂနွေနေ့တိုင်းကန်ထူးသူကိုကြင်ညာပေးပါမည်ခမ။တပတ်ကိုကန်ထူးသူတအူးနှုံဖြင့်၈ပတ်အတွက်၈ဦးရှိမှာဖြစ်ပါတယ်။ လိုပါဝင်လို့ရမလဲဆိုရင်ယခုတင်သည့် Sue 80 Birthday Campaign Facebook ရဲ့ post မှစပြီးတော့တပတ်အတွင်းတင်သည့် post တွေအားလုံးကို reaction ပေး comment တစ်ခုနဲ့ share လုပ်ပေးသည့်သူများထဲမှမဲနိုင်ရွေးချယ်ပေးမှဖြစ်ပါတယ်လို့ဖော်ပြပါတယ်။တကဘာလုံးမှာ8000သာရှိတဲ့ပြက်ကြိန်ထဲမှာ Kim လက်မှတ်ပါသည့်ရှစ်ဆောင်ကိုကန်ထူးခွင့်ရမည့်အခွင့်အရေးလေးဖြစ်ပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးမှာအကြံဖက်ဆေးအုပ်စုကို ILO က Article 33နဲ့ထိရောက်ပြင်းထန်သည့်အရေးယူမှုများချမှတ်နိုင်ရေး FB profile picture campaign မှာပူပေါင်းပါဝင်ပေးဖို့တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။2025ခုနှစ် match လ10ရက်နေ့မှ20ရက်နေ့အထိကျင်းပမည့် ILO အုပ်ချုပ်မှုအဖွဲ့ ILO governing body အစည်းအဝေးမှာအကြံဖတ်စစ်အုပ်စုကို ILO က article 33နဲ့အရေးယူဖို့ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပြီးပြည်တွင်းပြည်ပရှိပြည်သူလူထုအနေနဲ့ထိရောက်ပြင်းထန်သည့်အရေးယူမှုများချမှတ်နိုင်ရေး FB profile picture campaign မှာပူပေါင်းပါဝင်ပေးဖို့တိုက်တွန်းထားပါတယ်။ Recognize NUG's tripartite delegations at 113ILC NUG သုံးဝင်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကိုအတိမတ်ပြုပြီး ILO in Parliament Article 33 on Myanmar Gender Now အကြံဖတ်စစ်အုပ်စုကို ILO ပုံမှန်33အရချက်ချင်းအရေးယူပြီးစားသည့်စာသားများနဲ့အတူ profile ပြောင်း campaign တွင်ပါဝင်ရန်တိုက်တွန်းထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့ Kashel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ